ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါ යි ။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စာကလေးနဲ့ကြီးကဲတို့ရဲ့ပုံမြင်။ဟိုးရှိရှိတော့ဟာရွာလေးတရွာမှာစာကလေးနဲ့ကြီးကံတို့အတူတူနေထိုင်ကြပါ යි ။စာကလေးကပျော်ပျော်နေတတ်ပြီးအမြဲတမ်းတာယာတဲ့တချမ်းလေးတွေတီဆုံလေးရှိပါ යි ဒါပေမဲ့ကြီးကန်းကတော့အပြင်းကြီးပါလေပြင်းလိုက်တာငါဘာမှမလုပ်ပဲဒီတိုင်းပဲထိုင်နေခြင်း ਨੇ တနေ့မှာစာကလေးကကြီးကန်းကိုပြောလိုက်ပါလေကိုကြီးကန်းရင်မင်းလဲငါလို့ပြောပြောနေပြီတချင်းလိုက်ဆိုပါလားတကယ်ပြောဖို့ကောင်းနေအေးဟုတ်တာပဲနေရအတမ်းမှမကောင်းတာဘလို့လို့တချင်းဆိုလို့ရမလဲနေတချင်းဆိုရင်နေ့တန်လုံးဝနားထောင်လို့ကောင်းမှာမဟုတ်ဘူးငါတချင်းဆိုစရာလည်းမလိုပါဘူးစကားပြောလို့ရရုံနဲ့လုံလောက်ပြီငါအတန်လည်းနားထောင်လို့ကောင်းပါရဲ့ဟုတ်လား ဘယ်တော့မှနေ့အတန်နားထောင်လို့ကောင်းသွားတယ်။ငါလည်းမသိလိုက်ရပါလား။ဒါဆိုလေငါ့ကိုတချင်းဆိုပြစမ်းပါဟာ။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရန်တွေဖြစ်နေကြပါအောင်လေ။ပြီးတော့တစ်ယောက်ကိုတစ်ယောက်လည်းစိတ်ကောက်သွားကြပါ යි ။သူတို့နှစ်ယောက်ရန်ဖြစ်တဲ့ဇာတ်ကားတွေအားလုံးကိုစက်တူတွေကနားထောင်နေခဲ့ပါ යි ။စက်တူတွေကလည်းသူ့စိတ်ထဲမှာစဉ်းစားနေခဲ့ပါ යි ။စာကလေးနဲ့ကြီးကန်တွေရဲ့ friendship ကငါတို့ညမှာနာမည်ကြီးကိုတိုင်းမဲ့ကြည့်ပါဘာမှမဟုတ်တာလေးနဲ့ရန်ဖြစ်နေကြ။ငါတို့တို့အတွက်တစ်ခုခုတော့လုပ်ပေးတဲ့ ကျစ်တူရင်းလေးကအဲ့ဒီလိုစဉ်းစားပြီးတော့ဆန်ကလေးနဲ့ကြီးကန်ကိုသွားပြော့ပါတော်ကြတော့နင်တို့ဘာမှမဟုတ်တာနဲ့ရန်ဖြစ်နေရကြပြီဖះရှင်ကအားလုံးမတူညီတဲ့အားနေချက်အားသာချက်တွေပေးထားပါပဲနင်တို့ကအဲ့ဒါကြောင့်ရှမ်းဖြစ်ပြီးဘာလို့မှလဲတချို့ကအတန်ကောင်းကြတယ်တချို့ကလှကြတယ်တချို့ကအမြင့်အာရုံကောင်းနေအရေးချင်းရှိရင်အားလုံးမှအားသာချက် ကိုစီကိုစီရှိကြတယ်လူတွေမှဆိုရင်လည်းအတူတူပဲအဓိကစိတ်ထားကောင်းဖို့ပဲအဲ့ဒါကြောင့်နင်တို့လည်းဒီရာတွေကြောင့် နေနှုတ်ရဲ့ရင်းနှီးမှုကိုမပြတ်စည်းစေနဲ့တောင်မှန်မှာအန်တီကျက်တူတွေနဲ့ကြီးကန်ရင်တမီးမတာပါတမီးရကြီးကန်ကိုစိတ်မကောင်းဖြစ်အောင်ပြောမိရပါတမီးကြီးကန်အဲ့လိုမပြောခဲ့တဲ့သူကတမီးအတွက်တငယ်ချင်းကောင်တယောက်ပါတမီးကိုခွင့်လွတ်ပါအန်တီနေလဲငါ့ကိုခွင့်လွတ်ပေးပါဟာငါတောင်မှန်ပါရင်ဒီပုံမြင်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ဖို့မြတ်တာရက်ခံပါရှင်။တစ်ချိန်တုန်းကအရန်လှပတဲ့တစ်တော်တစ်ခုမှာ ကာလူလို့ခေါ်တဲ့ကြီးကန်းတကောင်ရှိပါယ်ကာလူကအယံလဲပြီးတော့ညံကောင်းပါယ်ပြီးတော့သူကဒေါ်ရဲမှာရှိတဲ့တခြားသောငှက်တွေနဲ့တတဝါတွေကိုကူညီပေးပါယ်အဲ့ဒီဒေါ်ရဲမှာစပြည့်ပင်အိုကြီးတပင်ရှိပါယ်အဲ့ဒီအပင်မှာ၁၂ရာသီလုံးစပြည့်သီးတွေတင်းနေလေးရှိပါယ်ပြီးတော့အဲ့ဒီစပြည့်သီးတွေကအယံလေးချိုပါယ်ကာလူနဲ့စပြည့်ပင်ကြီးတို့ကတငယ်ကြီးကောင်တွေဖြစ်ကြပါယ်ကာလူကအဲ့ဒီအပင်အောက်မှာထိုင်ပြီးသူ့ရဲ့အားလန့်ခြင်းတွေကုံဆုံးလိမ့်ရှိပါယ် စပြည့်ပင်ကြီးကကာလူကိုအမြဲတမ်းပြောလို့ရှိရဲ့စကားတခုရှိပါတယ်။တကယ်ချင်းမင်းငါအရေးအောက်မှာအမြဲတမ်းအနားယူလို့ရပါရဲ့။တကယ်လို့ဘိုက်စာခဲလဲငါစီကစပြည့်တိခူးစားလို့ရပါတယ်။ကာလူပြန်ပြောလို့ရှိတာကတော့တကယ်ကျွန်တော်ဘောမှာကိုစပြည့်ထက်ကောင်းတဲ့တကယ်ချင်းမရှိနိုင်တော့ပါဘူးဗျာ။ကိုစပြည့်ကကျွန်တော်ရဲ့အကောင်းဆုံးတကယ်ချင်းမှာကာလူနဲ့စပြည့်ပင်တော့ကဒီလိုပဲစကားပြောလို့ရှိကြပါတယ်။ဒီနေ့မှတော်ရဲမှာစာကလေးတစ်ကောင်ရှောင်းလာပါတယ်။ ။ဇာကလီယာပင်ပန်းပြီးပိုင်လဲစားနေခဲ့ပါ။ပြီးတော့ဇာကလီယာစပြည့်ပင်လေးကိုလည်းတွေ့သွားခဲ့ပါ။စပြည့်ပင်မှာစပြည့်သီးတွေလည်းအများကြီးရှိနေခဲ့ပါ။ဒါကြောင့်ဇာကလီယာအဲဒီစပြည့်ပင်လေးနားကိုပြန်သွားပြီးတော့စပြည့်ပင်စီကနေခွင်တောင်းလိုက်ပါ။ကျမဘိုင်ရန်စာနေလို့ပါဒီစပြည့်သီးလေးတွေစားလို့ရမလား။စပြစ်ပင်လေးကပြုံပြီးတော့ပြန်ပြောလိုက်ပါရင်ရတာပေါ့တမျိုးကြာတာအရန်ပင်ပန်းနေတယ်လို့ပဲဒီစပြစ်သီးလေးတွေစားပြီးတော့အမောဖြစ်လိုက်နော် စာကလေးလည်းအရန်ပြောသွားပြီးစပြစ်သီးတွေစားစားပါအောင်စာကလေးကသူ့ပိုင်ဝသွားတဲ့အခါမှာကာလူကိုတတိထားမိပါရင်ကာလူကစာကလေးကိုပြောလိုက်ပါရင်နေရဒီတော့တဲ့အခုမှရောက်ခုတာချင်းနေစာကလေးအရင်ကငါနေ့ကိုမတွေ့ဘူးပါဘူးဒီရွာမှာရာတီဦးတို့ကလည်းအရန်တရတာပြီးတော့ဒီစပြစ်ပြန်ရလဲငါတငယ်ချင်းပဲလေသူကစိတ်ထားလေးရမ်းကောက်နေနေပင်မဲ့ရင်သူ့ရဲ့အောက်မှာအနားယူလို့ရတယ်ဗိုက်ဆိုင်နဲ့သူ့စီစပြစ်တီတောင်းစားလို့ရတယ်နေဘာမှစိတ်ပူစရာမလိုငါတို့လည်းတငယ်ချင်းဖြစ်သွားကြပြီနော် ဟာကောင်းတာပေါ့ဒီနေ့တည့်ရက်ထဲနေတယ်တငယ်ချင်းတယောက်တောင်ရသွားပြီပျော်လိုက်တာရှင်အနေငယ်ကြတော့သူတို့ရွာမှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုဝင်ရောက်လာခဲ့ပါကြီးငတ်တွေအားလုံးလည်းဒုက္ခရောက်ခဲ့ကြရပါတပြည့်ပင်လေးလည်းကြိုးကြတော့မလို့ဖြစ်နေပါဒါပေမဲ့ကာလုနဲ့စာကလျာစူးစားပြီးတော့ထိန်းထားပါစပြည့်ပင်လေးရဲ့စိတ်မပူနဲ့တော့ကျမနဲ့ကာလူဟာရှင့်ကိုဘာမှမဖြစ်အောင်တရားကြိုးစားပြီးမှာပါ ဟုတ်တယ်တကယ်ချင်း စာကလေးပြောတာမှန်တယ်ငါတို့နှစ်ယောက်လုံး မင်းတို့ဘာမှအဖြစ်မခံခရီးပေးပါရင်ပင်းဟန်နဲ့ဇာကလေးကဇပြည့်ပင်ရဲ့ပင်စီကိုထိန်းထားပြီးကာလူဟာဇပြည့်ကို အပေါ်ကနေထိန်းထားပါရင်ငါအောက်မှာတရားထိန်းထားမယ်တော့တငယ်ချင်းနေအပေါ်မှာပဲအာယုံဆိုင်ထားငါတို့ရဲ့ဇပြည့်ပင်လေးကိုလုံးဝမကြိုးစေနဲ့ဟုတ်ပါပြီတငယ်ချင်းငါအကောင်းဆုံးကြိုးစားပါမယ်ငါတို့တငယ်ချင်းငါတို့ဘာမှဖြစ်ခွင့်မပေးဘူးအချိန်နှဲငယ်လောက်ကြာပြီးရဲ့အခါမိုးလဲတိတ်သွားပြီးမုန်တိုင်းလေးငြိမ်သွားပါရင်အဲ့ခါကျမှဇပြည့်ပင်လေးကပြုံးလိုက်ပါရင် ချားတဲ့တငယ်ချင်းတို့နင်တို့နှစ်ယောက်လုံးငါတကယ်အများကြီးကျေးဇူးတင်ပါတယ်။နင်တို့နှစ်ယောက်ကြောင့်ငါဒီနေ့အသက်ရှင်ခွင့်ရနိုင်တာပါ။ကျေးဇူးတင်ကြမလို့ပါအောင်ရှင်။ကျမတို့တောင်းရလောတငယ်ချင်းကောင်းနေလေ။ကျမတို့လိုအိမ်တိချပေါ့ရှင့်ကိုကူညီရမှာပေါ့။ရှင်ကကျမတို့အတွက်နားကိုကြအရေးကလေးလေးပေးပြီးဗိုက်စားတဲ့အခါမှလည်းစပြစ်သီးချိုချိုလေးတွေပေးတယ်။ဒီဖြစ်ဖြစ်ဟာတို့တို့တောင်းရရဲ့ friendship ကိုပို့ပြီးခိုင်မာသွားစေပါရဲ့။ တငယ်ချင်းကောင်းဆိုတာကအရေးကြီးတဲ့အခြေအနေတွေမှာတော့ကိုယ့်ကိုထားမသွားပဲကုညီပေးရတယ်ပြောတာပါအမဲလိုက်သိငတ်ကြီးနဲ့အကျင့်မကောင်းတဲ့ကလူဆာဟာရာတောင်ရဲ့ရာသီဥတုအခြေအနေဟာခါတိုင်းနဲ့မတူပဲထူးဆန်းနေပါတယ်မိုးရွာတော့မယ်ဆိုရဲနမိတ်လက္ခဏာပဲဖြစ်ပါတယ်တောင်တရားငှက်တွေအကောင်လုံးလည်းမိုးရွာမယ်နေပြီအပြင်ထွက်စရာမလိုအောင်အစာရှာပြီးစုဆောင်းဖို့စဉ်းစားနေကြပါတယ်အိမ်ဒီမနက်မိုးလေးနဲ့အချိန်မှာတော့ကောင်းကင်ကြီးမှာတိမ်မဲရီယာဖုံးလွှမ်းထားပြီးဖြစ်ပါတယ် မုံနဲ့အတူတူမုံတိုင်းကြီးလဲဝင်လာတော့မယ်လို့ထင်နေရပါတယ်။အဲဒါကြောင့်အခြားကျင်းကတ်တွေတော်တော်များများကတော့ကိုစီကိုစီစပန်းနံတွေစုထားပြီးဖြစ်ပါတယ်။ပြီးတော့ကိုစီကိုစီအတိုက်တွေထဲမှာမုံတိုင်းတန်ကနေကာကွယ်နိုင်ပုံနေကြပါတယ်။အခုချက်ကူရေအပြင်ဘက်ကိုကြည့်ကြည့်ပါအောင်။အပြင်ဘက်မှာရာသီဥတုဘလောက်တောင်ဆိုးနေလဲဆိုတာကျမတို့လည်းစပန်းနံတွေရှာစုထားမယ်လို့အရှင်းကိုပြောနေရကြပြီ။ဒါပေမဲ့အရှင်းလောက်တွေကပြီးကိုမပြီးနိုင်အောင်။အခုကျမတို့ဘာလုပ်ကြမလဲ။အိမ်မှာစားကြရလဲစပန်းနံနည်းနည်းပဲကြံတော့တယ်။ ဟုတ်တယ်ကြည်နူရေနင်ပြောနေရမှန်းတယ်။ဒါပေမဲ့အခုငါတို့ဘာလို့ရမလဲငါစဉ်းစားထားတော့ငါတို့နှစ်ယောက်အတူသွားပြီးဇပန်နံတွေရှာပြီးယူလာကြမယ်လေ။အဲ့ဒါမှမိုးရွာတဲ့နေ့ရက်တွေအဆင်ပြေပြေဖြတ်တန်းနိုင်မှာ။အဲ့ဒါတွေကတော့ဟုတ်ပါပြီအကိုချက်ကူရေ။ဒါပေမဲ့ကလေးတွေကိုဘလို့လုပ်မလဲ။ရှင်ကလေးတွေကိုအိမ်မှာဒီတိုင်းထားပြီးသွားကြမှာလား။ဒီစကားကိုကြတော့ချက်ကူလည်းစဉ်းစားကန်ဝင်သွားပါ යි ။ခဏလောက်စဉ်းစားပြီးတော့ချက်ကူကအခုလိုပြန်ပြောပါ යි ။ဒီမှာကြည်နူရေ။ ငါတို့ရဲ့ကလေးတွေကတဖြည်းဖြည်းအရွယ်ရောက်လာပြီသူတို့ကုတ်ကုတ်ကိုကဲတင်နိုင်ဖို့သူတို့ဘာသာကြိုးစားကြရမှာအမဲလိုက်သိန်းငယ်ရဲ့ရန်ကနေလွတ်မြောက်နိုင်မယ့်နီးလန့်တွေငါတို့ကသူတို့အကုန်တင်ပေးရမှာဖဖေစိတ်မပူပါနဲ့အခုသားတို့ကအရွယ်ရောက်နေပါပြီ နောက်ပြီးသားအရန်တတိရှိတာသားဘယ်အမဲလိုက်သိန်းငယ်ကိုမှမကြောက်ဘူးမမေတင်ပေးထားတဲ့အတိုင်းပဲတမီးတို့လိုက်လို့တာတော်ရဲအဲ့လိုမှပေါ့အမေကလေးလေးတွေကဲအမေနားလာခဲ့ အမဲလိုက်တိတ်ငတ်ကိုတွေ့ပြီးဆိုရင်ကုကုကုကဲတင်မို့ဘာလို့လောက်ရမလဲဆိုတော့ကလေးတို့အမိပြောပြမယ်။အဲဒီနောက်မှာတော့ជីနူးနဲ့ဂျက်ကူကနှစ်ယောက်အတူသူတို့ရဲ့ကလေးတွေကိုနားလည်အောင် ရှင်းပြပါတယ်။နားလည်ပြီလားကလေးတို့။နောက်ပြီးတခုမှထားအမိနဲ့ဖေပြန်လာပြီးအသက်မပေးမချင်းအိမ်တကောင်လုံးဝမဖွင့်ရအောင်နော်။နောက်ပြီးသားရဲ့ညီလေးတွေကိုလည်းဂရုစိုက်ပြအောင်နော်။ဟုတ်ကဲ့ပါဖေဖေ။ဖေဖေစိတ်ချပြီးသားသွားပါ။သားအကောင်လုံးထိမ့်လိုက်ပါမယ်။အဲလိုနဲ့ဂျကူးနဲ့ဂျီနူတို့ကအစာရှာဖို့ထွက်သွားကြပါရဲ့ ဟာဂျင်းနူရီယာသူတို့အထင်ကြီးတော်တော်ဆိုးနေပြီပဲငါထင်တော့ငါတို့ကာလူရဲ့စိုက်ကင်းစီသွားတဲ့နေထင်တယ်အဲ့ကနေငါတို့စပားရီအများကြီးရလာလိမ့်မယ်ဂျင်းနူလည်းယာသူတို့အချင်းကြီးဆိုးနေအောင်တတိထားမိပါအဲ့ဒါကြောင့်သူမဘာမှမပြောခဲ့ပါ တကယ်တော့ကြီးကန့်ကာလူကတောအုပ်ထဲကအစိုးဆုံးငတ်ပဲဖြစ်ပါသူကသူ့ဆိုင်ကအနီးတဝိုက်ဘဲချင်းငတ်ကိုမှဖြတ်တန်းခွင့်မပြုပါဘူး။ရှင်ပြောတာမှန်တယ်လို့ကျမလည်းထင်တယ်။တကယ်တမ်းလည်းရာသီဥတော်အဲ့လောက်အချိန်လေးစိုးနေရော့ ကာလူသူ့အိမ်ထဲထိုင်ပြီးပုံနေလာပြီးသူ့ဆိုင်ကင်းထဲမှာတော့ထိုင်နေမှာမဟုတ်ဘူးကျမတို့သူ့ဆိုင်ကင်းထဲကနေစပားနဲ့နဲ့ယူလာကြမယ်ရာသူတို့အချိန်ပြန်ကောင်းလာရင်သူ့စီကကျမတို့ယူထားတဲ့စပားတွေသူ့ကိုပြန်ပေးလိုက်မယ်လေခဏလောက်နေရောသူတို့အားလုံးကာလူရဲ့ဆိုင်ကင်းထဲကိုရှောက်လာပိုင်းသူတို့လည်းစပားတွေအများကြီးကိုအိတ်တိတ်တဲဆုထဲလိုက်ပိုင်းအဲ့ဒီအချိန်မှာပဲလေပြင်းတွေကစတိုက်လာပိုင်းဟဲ့ဟဲ့အခုချက်ကူရီဒီနေ့အတွက်စပားဒီလောက်ရရင်တော်ပါပြီကျမတို့အိမ်ပြန်သွားတင်ပြီ ကလေးတွေကလည်းအိမ်မှာတယောက်တည်းနောက်ပြီးမှုန်တိုင်းလဲလာတော့မယ်လေပြေးထဲမှာပြန်တမ်းဖို့မခက်ခဲခင်ကျမတို့အိမ်မြန်ပြန်ကြရအောင်သူတို့ပြန်ကနီးဆဲဆဲမှာပဲသူတို့နားကိုအမဲလိုက်တဲ့ငှက်တကရောက်လာပိုင်းကာလူကအဲ့ဒီတဲ့ငှက်ကိုစိုက်ခင်းအောင်ဆောက်ဖို့ထားထားတယ်ဆိုတာဂျကူရောជីနူရောမသိချပါဘူးမင်းတို့နှစ်ယောက်ဒီမှာဘာလုပ်နေကြလဲဆရာကာလူရဲ့စကားတွေလာခိုးနေရမလားအခုတော့နေတို့ရဲ့အသက်တွေအမှမခံနိုင်တော့ဘူးငါတို့နှစ်ယောက်ကဘသူပဲဖြစ်ဖြစ်ပါ အရင်ဆုံးနေရာဘသူလဲဆိုတာပြောပြပါအောင်။နောက်ပြီးကာလူရဲ့စိုက်ခင်းတဲ့နေနေရာဘာဆိုင်လို့လဲ။ငါတို့အခုဒီစပားတွေယူသွားမယ်။ပြီးရင်ငါတို့ပြန်လာပေးမှာပါ။ငါတို့ခုံးနေရာမဟုတ်ဘူး။အဲ့လိုစကားတွေပြောနေကြရနေပဲမိုးကဆရွာလာပိုင်း။ဟဲ့အယူတွေငါဒီချမ်းရဲ့ချမ်းဆောင်ပဲ။ဆရာကာလူကငါ့ကိုဒီစိုက်ခင်းကိုကြီးချူဆောက်ရှောက်ဖို့ငှားထားတယ်ဆိုတာနင်တို့မသိကြဘူးလား။ငါတိောက်လုံးရှိနေရတဲ့ဘသူမှဒီစိုက်ခင်းနဲ့ခြေချလို့မရဘူး။ နေတို့နေအောင်ဒီကိုလာရဲလောက်တဲ့အထီကိုအတင်ရဲနေကြတာလား။ငါနေတို့အခုလောက်ပြမယ်။နေနေပါတော့ဒီမှာအကိုရင်ကျမတို့ခွင့်လွှတ်ပေးပါနော်။ကျမတို့ရဲ့ကလေးတွေကအိမ်မှာတယောက်တည်းကျန်ခဲ့တယ်။ကျမတို့အခုတော့သွားခွင့်ပေးပါနော်။ဒီစပါးစီတွေအကုန်လုံးအမြန်ဆုံးဆရာကလူကိုပြန်ဆက်ပါမယ်လို့ကျမခရီးပေးပါတယ်။သူတို့ရဲ့အိမ်မှာကလေးတွေပဲကျန်ခဲ့တယ်ဆိုတာလည်းသိရော။တိုင်ငံကြီးကပုံပြီးပြောနေပါ යි ။အဲဒီနောက်မှာတော့တိုင်ငံကြီးကသူတို့စကားနားမထောင်လက်မခံမင်း သူတို့ကိုတပင်းတပင်းမှာကျုံးနဲ့ချီထားလိုက်ပါဟာဟာဟာနင်တို့ရဲ့ကလေးတွေကအိမ်မှာ ကြောက်တဲ့ကြံခဲ့ရစွာငါ့ကိုပြောပြလိုက်တော့နှစ်ယောက်ကတကယ့်ကိုအမကြီးလုံးမိလိုက်တာပဲအခုတော့ငါနင်တို့ရဲ့ကလေးတွေကိုဘာလို့မလဲဆိုတာကြည်ထားကြဒီနေ့ကတော့အရောက်အသားရတဲ့နေ့လေးတနေ့ပဲထိုင်နေရင်တားကောင်စင်တင်ရလိုက်တာပဲကွာဟာဟာဟာတင်းငတ်ကြီးလဲဂျကူးနဲ့ဂျီနူးကိုတပင်းမှာချီပြီးကာလူးစီသွားလိုက်ပါပြီးတော့ကာလူးကိုအဖြစ်ပြက်တွေအကောင်လုံးပြောပြလိုက်ပါအာ မင်းကတိတ်ကိုတော်တာပဲတိတ်ငှက်ရမင်းတခိုးတွေကိုဖမ်းနိုင်ခဲ့တယ်ရော့ဒါမင်းအတွက်ငါချင်းမြင်တာမင်းသွားသွားပြီးသူ့ကလေးတွေအစိမ့်လိုက်ဝါစားဖြစ်ငါစိုက်ခင်းနေလာပြီးစပားလာခိုးရဲ့နေရဟာရီတစ်ဖက်မှာလည်းဂျီနူကသူမရဲ့ကလေးတွေအတွက်စိုးရိမ်နေရှာပါတယ်အမလီအခုချက်ကူရဲ့တာပလိုရီဖြစ်ကုန်တာလေကျေးဇူးပြုပြီးတခုခုလောက်ပါအောင်ကျမတို့အမြန်ဆုံးကျမတို့ရဲ့ကလေးတွေစီကိုပြန်သွားရမယ်အခုကျမတို့ဘာဆက်လုပ်ကြမလဲအိုဘုရားသခင်ကျမတို့ကိုကူညီပါအောင် ကြည်နုရဲ့နည်းနည်းစိတ်ကိုအေးအေးထားပါအရန်ကြီးစိတ်ပုံမနေပါနဲ့နင်ကြည့်ထားပါငါတို့ရဲ့ကလေးတွေကအသိဉာဏ်နဲ့ရှိတယ်လို့တတိလည်းရှိကြတယ်သူတို့တိုင်းကအတွက်အိမ်တကောက်လုံးဝဖွင့်ပေးမှာမဟုတ်ဘူးသူတို့နှစ်ယောက်ခင်ဗျာမလေးကျိုးရည်နဲ့ရှင်းအောင်ခံထားရပါတယ်ပြီးတော့မိုးရည်ထဲမှာရေစုံခံနေရပါတယ်နောက်ပြီးတယောက်ယောက်သူတို့ကိုလာကူညီမဲ့အချိန်ကိုစောင့်မျှော်နေကြပါတယ်ဖခင်ကြီးကြည့်ရတာဒီနေ့တော့ကျမတို့ကူညီပေးဖို့ဘယ်သူမှရောက်မလာတော့ဘူးထင်တယ်ဒီလောက်မိုးရွာနေတဲ့အချိန်ကိုဘယ်သူကအိန္ဒိယနေအပြစ်ထွက်လာမှလဲ ဂျီနိုအဲ့လိုပြောနေတဲ့အချိန်မှာအဒေါ်မီနိုကအဲ့နာကနေဖြတ်သွားပါတယ်။ဟဲ့နီနိုနှစ်ယောက်ကဒီမှာဘာလုပ်နေကြလဲ။ဒီလောက်မိုးတွေတဲကြီးမဲကြီးရွာနေတဲ့အချိန်ဘသူကနီနိုနှစ်ယောက်ကိုဒီမှာရှီသွားတာလဲ။ဟွတော်ပါသေးရဲ့အဒေါ်မီနိုရဲ့အတော်ရောက်လာလို့ပေါ့ကျွန်တော်တို့အကျိုးမြတ်မြတ်ဖြည့်ပေးပါဦး။ပြီးမှဘာဖြစ်တာလဲဆိုတာကျွန်တော်တို့အတော့ပြောပြပါမယ်။အဲ့တော့အဒေါ်မီနိုလည်းဂျကူနဲ့ဂျီနိုကိုအကျိုးမြတ်မြတ်ဖြည့်ပေးလိုက်ပါတယ်။အဲ့နောက်မှာတော့ဂျကူကသူ့မအကြောင်းဆောင်ပြောပြလိုက်ပါတယ်။ဘလို့ အဲ့အကျင့်မကောင်းတဲ့ကာလူသေပါသေးတော့သူကိုယ်တိုင်လည်းငှက်တကောင်ပဲဆိုတာသူနင်းနေမှမစင်းစားမိဘူးလားဘလို့လို့ပြီးအချားကျိငှက်ကလေးတွေအမဲလိုက်ခန်းနိုင်မှလဲတစ်ဖက်မှာလည်းကလေးတွေအထက်ဖေဖေမေမေထွက်သွားတာအတော်ကြာနေပါပြီအဲ့ဒါကြောင့်ကလေးတွေခမားလည်းစိုးရိမ်နေကြပါ යි အခုဆိုနုရေအခုဆိုအတော်လေးနောက်ကျနေပြီလေဖေဖေနဲ့မေမေကဘာလို့ခုချိန်ကြီးပြန်မလာကြသေးရလဲစိတ်မပူပါနဲ့ညီမလေးကိုလူရဲ့အပြင်မှာရာသီဥတုအချိန်ကအရန်ဆိုးနေရလေအဲ့ဒါကြောင့်ဖေဖေနဲ့မေမေကအိမ်ပြန်နောက်ကျနေရပါ သူတို့မိုးတိတ်ဖို့စောင့်နေကြလဲဖြစ်နိုင်နေသိငဲ့ကြီးလဲជីနူးရဲ့အိမ်ကိုရောက်နေပါပြီသူအိမ်တကောက်ခောက်လိုက်ပါဘယ်သူလဲသားလေးရေတကောက်ဖွင့်မအောင်ငါသားရရဲ့ဦးလေးသိငဲ့ပါသားရရဲ့ပပီနဲ့မမရစပားရီထည့်ပေးလိုက်တာမဟုတ်ပါဘူးဦးလေးရဲ့သားတောင်းမှမိုင်းသားတို့မှာအဲ့လိုဦးလေးမျိုးမရှိပါဘူးအဲ့ဒါကြောင့်ဦးလေးအတွက်သားတို့တကားဖွင့်မိမှာမဟုတ်ပါဘူး။ဦးလေးတရားနေပြန်သွားလိုက်ပါ။ဟာဒီကလေးတွေကအယံတိတက်နေပါလား။ကြည်ရတာအချာနီးတနီးပြောင်းတော့မှရမယ်ထင်နေ ဲလိုတွေ့ပြီးတိတ်ငတ်ကကာလူစီကိုပြန်သွားပါတယ်ပြီးတော့ကလေးရီယာတကားမဖွင့်ပေးဘူးဆိုတဲ့အကြောင်းကာလူကိုပြောပြပါတယ်ဟာကွာအမဲလိုက်တိတ်ငတ်ဖြစ်ပြီးတော့ကွာကဲလာငါမင်းနဲ့အတူလိုက်ခဲမင်းမင်းကလေးတယောက်ကိုတော့မကိုက်တွေ့နိုင်ဘူးလားပညာရောမရှိဘူးအဲလိုနဲ့တိတ်ငတ်ရော ကာလူရောကကလေးရီစီကိုလာနေကြပါတယ်တပတ်မှလည်းဂျကူကြီးကန်းနဲ့အတူအတော်မီနူလည်းဒေါဒရုတ်စီကိုကန်ပြီးအင်ဂျီယိုလာနေကြပါတယ်။တပတ်မှလည်းကာလူကကလေးရီရဲ့အင်ရှီယာနေကလေးရီကိုနားချနိုင်ခဲ့ပါတယ်။ ကလေးတွေတကားမဖွင့်ခင်ပါပဲအတော်မီနူလဲဂျကူးနဲ့ကြီးကန်းနဲ့အတူတူရောက်လာကြပါ යි ဟဲ့အစော့ပလုတ်ကလူနီနည်းနည်းလေးမှမရှက်ဘူးလားအပြည့်မရှိရဲ့ကလေးတွေအတွက်နည်းနည်းတော့မစင်စားပေးဘူးလားအခုနင်းကြည့်တာငါတို့နင်းကိုဘာလို့မလဲဆိုတာအဲ့လုံနဲ့သူတို့သုံးယောက်လုံးကကာလူနဲ့တိုင်ငတ်တို့ကိုဝိုင်းရိုက်ကြပါ යි သူတို့နှစ်ယောက်လည်းပြန်တိုက်ခိုက်ရင်မနိုင်မန်းသီးရောအဲ့ကနေထွက်ပြေးဖို့ပဲကြိုးစားပါ යි အဲ့လုံနဲ့သူတို့နှစ်ယောက်ကအဲ့ကနေပြေးသွားကြပါ යි အတော်မီနို့အချိန်မှန်ရောက်လာခဲ့လို့ជីနူရဲ့ကလေးတွေအသက်ရှင်လွတ်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။မိတ်ဆွေတို့ရင်ကျမတို့လည်းကျမတို့ရဲ့ကလေးတွေဒုက္ခရောက်နေတဲ့အချိန်မှာကယ်တင်နိုင်အောင်ငငယ်လေးတွေကနေကုကုကိုကာကွယ်နည်းရေးတင်ပြထားတဲ့နေဆိုရဲအသည့်လေးကိုဒီပုံမြင်လေးကနေရပါတယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ my channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။